ကဲတော့ကျွန်တော်တို့ဒီကနေ့နိုဝင်ဘာလ25ရက်နေ့မနေ့အစောပိုင်းတစ်ဖြတ်ပေါ့နော်မနေ့ညနေစပြီးတော့ည9:00နာရီနောက်ပိုင်းရနေဒီကနေ့မနေ့အစောပိုင်း9:00နာရီထိအောင်ညဦးပိုင်းမှာတက်လာတဲ့နောက်ဆုံးသိရတဲ့သတင်းတွေတီးတောင်ပဲဦးစားပေးလာပြီးတော့ဖတ်ပြတော့ပါနေ့လေကြမှာပဲနေ့လေပိုင်းနောက်ဆုံးသိရတဲ့သတင်းတွေရဲ့ reaction ရုပ်တံဗီဒီယိုဖိုင်တွေနဲ့နောက်ထပ်တစ်ပုဒ်ထပ်ပြီးတော့တက်လာပါဦးမယ်အဲ့တော့မနေ့ရက်ကျွန်တော်ကြိုပြောထားခဲ့ပါတယ်ဒီရက်ပိုင်းမှာတော့ကျွန်တော်ခွင့်ရရှိတွေရနေရတယ်ဒီနေ့ကိုတော့ ဗီဒီယိုဖိုင်လေး၃ဘိုးလောက်ကိုတော့စူးစမ်းပြီးတော့တင်ပေးပါမယ်။ကဲတော့မင်းညာညာဘက်ဘက်မှာတက်လာတဲ့ပရမောင်ဆုံးတိုက်ပွဲသတင်းကောင်းတပုံးနဲ့ပဲစလိုက်အောင်ပါ။အဲ့ဒါတော့စကိုင်းတိုင်းအထက်ပိုင်းအခုမွန်လိုက်ခရိုင်မှာအကြံဖက်စစ်ခွေးအုပ်စုရဲ့စခန်း၈ခုနဲ့ဘူဆိုဒီယွာ၁၈ရွာကိုတိမ့်ပိုက်ထင်းချုပ်နိုင်ငံကြောင်းမွန်လိုက်ရီဗော်လူရှင်းကတော့မင်းညာနိုဝင်ဘာလ၂၄ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အပြည့်အစုံကတော့အဲ့ဒီစကိုင်းတိုင်းထက်ပိုင်းမော်လိုက်ခရိုင် မော်လိုက်မြို့နယ်မှာရှိတဲ့အကြံဖက်စစ်အုပ်စုရဲ့စစ်စခန်း၈ခုနဲ့ပြူစော်ဒီရွာ၁၈ရွာကိုတိမ်းငဲ့စစ်စီရင်မှာတိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်းမော်လိုက်အခြေဆိုင်တဲ့မော်လိုက် revolution ကတော့မနေ့ကနိုဝင်ဘာလ24ရက်နေ့မှာအတီလင်းကိုထုတ်ပြန်ကြေညာလာတာပါအဲ့ဒီတိမ်းငဲ့စစ်စီရင်ကိုယခုနှစ်ဩဂတ်လလောက်ကစတင်ပြီးတော့၃လကျော်မှာစစ်အုပ်စုစခန်းနေနဲ့ပြူစော်ဒီရွာတွေကိုတိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့ထိုးစစ်ကာလအတွင်းမှာမော်လိုက်မြို့နယ်မှာရှိတဲ့တိမ်းတာ ထောသားအင်းကုံရှားပြင်စားတဲ့ကျင်းရွာတွေအနီးကစေအုပ်စုရဲ့စကန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးတော့လောလောဆယ်မှာမျိုးနဲ့နှစ်မိုင်ခန့်သာကွာဝေးတဲ့ကင်းတက်ကျင်းရွာကိုလည်းထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်ဒီအပြင်ကင်းတက်ရွာတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့တော်လိုင်းအင်အားစုတွေကထိန်းချုပ်နိုင်ခြင်းတော့ရှိမရှိအခြေအနေကိုတော့ထုတ်ပြန်ချက်မှာမတွေ့ရသေးလို့လောလောဆယ်မှာ MFP အနေနဲ့လည်းတိကျအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူးဒါအပြင် တိုက်ပွဲတွင်းမှာအကြမ်းဖက်စစ်အုပ်စုဘက်ကအယောက်ပေါင်း၁၀၀ဦးကျော်နဲ့မနေတိုက်ဆုံပြီးတော့ထိခိုက်ဒဏ်ရာတွေအများအပြားရရှိခဲ့တယ်လို့စစ်တုံးမှန်းတွေကလည်းဖမ်းဆီးရမိလာတယ်ဆိုပြီးတော့ထုတ်ပြန်ကြမှာတော့ပေါ်ပြထားပါတယ်အဲ့တော့တိုက်ပွဲတွေဖြစ်နေတဲ့ area တွင်းမှာနေထိုင်တဲ့ဒေသခံစစ်ရှောင်တွေရတဲ့အခက်အခဲနဲ့တိုင်းနိုင်ငံရေသိမ်းချိန်ကာလဖြစ်တာကြောင့်စစ်ရေးကိုတော့ရက်အကန့်အသတ်မရှိရန်နာလိုက်တယ်လို့ဆိုပါတယ်။ဘာကြောင့်သိန်းငယ်စစ်စီရင်ကိုရက်အကန့်အသတ်မရှိရန်နာလိုက်ရလဲဆိုရင်ကြံခဲ့တဲ့ရပိုင်းရပဲ ဒေသခံပြည်သူတွေစစ်ပီးရှောင်နေတဲ့အချိန်မှာအဲ့ဒီလယ်ထဲမှာရှိတဲ့ဧကရာနဲ့ချီကိုစစ်ခွေးတွေပြူခွေးတွေဟာချွေရေးဆက်တွေတုံးစင်းတဲ့ပေါ်တင်ကိုရိတ်ပြီးတော့ခိုးယူနေတဲ့အတွက်ကြောင့်အခုလည်းဒီကျွန်တော်တို့စစ်ပီးရှောင်နေတဲ့ပြည်သူတွေအခက်အခဲတွေသိနာနေရေးသိမ်းချိန်ကာလဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီတိုင်းရဲ့စစ်စင်ကိုတော့ရေအကန့်အသတ်မရှိကိုရန်နာလိုက်တယ်လို့သိရပါတယ်။ဘာတွေပဲပြောပြောကြံခဲ့တဲ့ဩဂတ်စလောက်ကစတင်ပြီးတော့ကျွန်တော်တို့ဩဂတ်စက်တင်ဘာအောက်တိုဘာနိုဝင်ဘာအခု၃လကျော်ကာလအတွင်းမှာမော်လိုင်းမြို့နယ်မှာရှိတဲ့ အကြံဘက်စေအုပ်စုရဲ့စစ်စခန်း၈ခုနဲ့ပြူစောဒီ၁၈ရွာကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးတော့စစ်ခွေးအယောက်ပေါင်း၁၀၀ကျော်လည်းမနဲ့တိမ်ဆုံပြီးတော့စစ်တုံးပန်းတွေကိုလည်းအရှင်လက်ရဖမ်းဆီးရမိတယ်သိမ်းဆီးရမိတဲ့လက်နက်တွေဆိုလာတော့မပြောနဲ့တော့ဘေးနားမှာပဲဓာတ်ပုံနဲ့သတင်းပြေဆုံးကြီးခြာပြေးတော့ရတယ်ဒါလေးကတော့မနဲ့စောစီတိုက်ပွဲသတင်းကောင်းဖြစ်လို့ဇက်ကြီးလေအောင်လို့အကျယ်ဝင့်ကိုအစာဆုံးကျွန်တော်ဖတ်ပြတာပါအဲ့တော့နောက်ထပ်အဲ့ဒီစကိုင်းတဲမက်ကမင်းညာတက်လာတဲ့နောက်ထပ်သတင်းကောင်းတစ်ပုဒ်ဆိုရင်လည်း စကိုင်းတိုင်းမုံရွာမြို့နယ်နေပညာတက္ကသိုလ်မှာတက်ဆွဲထားခဲ့တဲ့စစ်ခွေးတက်ကိုဝင်ရောက်တိုက်ခတ်မှုမှာစစ်သား၄ဦးခန့်သေဆုံးတယ်လို့သိရပါတယ်အပြည့်စုံကတော့အခုကြံခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့မနေ့စနေနေ့ခန့်မှာအဲ့ဒီမုံရွာမြို့နယ်နေပညာတက္ကသိုလ် GDC မှာတက်ဆွဲထားတဲ့စစ်ခွေးတက်နေပြူစိုးရီများကိုဒေါ်လာရင်းတက်ဖို့တွေကဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့ရမှာအဲ့ဒီတိုက်ခတ်မှုအတွင်းမှာတော့အကြမ်းဖက်စစ်တပ်မှ၄ဦးသေဆုံးပြီးတော့9ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးလက်နက်ငယ်2လက်ကိုလည်းပျက်စီးခဲ့ကြောင်းသိရှိရတယ်ဒီကောင်းလေးအတော်ကိုထိသွားတာပါတဲ့လက်နက်ကတော့ကျွန်တော်တို့တွေမကောက်နိုင်ခင်ဘူးအချိန်ကြာလာတော့ဖြစ်အားမကြံတော့တာကိုကြီးမလုံးလောက်တာအကြောင်းပါကျွန်တော်တို့တွေရှေ့ကာကိန်းတီပဲတိုးနိုင်ခဲ့တဲ့တိုက်ခတ်မှုမှာစစ်ခွေး၄កောင်တေးပြီးတော့ခုနှစ်កောင်ဒဏ်ရာရရလို့သိရပါတယ်စစ်ခွေးတေးစင်းကတော့ထတ်တိုးတာမျိုးတွေတေဆုံးမှုတွေရှိတော့ရှိမယ်အတော်ထိတာအရှိတိမျက်မြင်ပဲမို့ထတ်တိုးမှုတွေရှိတော့တယ်ဒီကောင်းလေးအလင်းငိုက်ကိုခံရတာပါ အဲ့ဒီနေရာမှာတက်ဆွဲရတဲ့စစ်ခွေးအင်အားကတော့60ခန်းရှိပါတယ်ဆိုပြီးတော့မုံရခရိုင်တက်ရင်းနှစ်ကတက်ခွဲမှုကိုဝင်လင်းကတော့ပြောပြထားပါတယ်ကျွန်တော်တို့ညီကိုတော်လိုင်းတက်ဖို့ဝင်နေလက်နေခရိုင်မလောက်လို့သာပဲနှင်းမို့ဆိုရင်တော့အဲ့ဒီနာမှာရှိတဲ့စစ်ခွေး60တရာ15ကောင်လောက်ကတော့အပါလေးကိုမုံမပဲဖြစ်သွားတယ်ဆိုတော့ဒါကတော့ကျွန်တော်စကိုင်းတိုင်းမုံရမျိုးနယ်နီးပညာတက်ကတူ GDC မှာတက်ဆွဲထားခဲ့တဲ့စစ်ခွေးတွေပြူစောကြီးတွေကိုဝင်ရောက်အလေးငိုင်ပြစ်ခတ်ရမှာ စစ်သား၄ဦးခန့်သေဆုံးသွားပါတယ်ဆိုတဲ့သတင်းမှာပဲကျွန်မသေးတယ်နောက်ထပ်ကျွန်တော်တို့အဲ့ဒီစကိုင်းတိုင်းဘက်ကမင်းညာလူမှုကွန်ရက်စာမျက်နှာမှာသတင်းကောင်းရုပ်သံဗီဒီယိုဖိုင်လေးတစ်ပုဒ်တက်လာပါတယ်ကျွန်တော်က YouTube မှာပြန်လည်ပြီးတော့ဖော်ပြလို့မရလို့ပါဘေးနားမှာဓာတ်ပုံလောက်ကိုတော့ခြာပေးထားပါတယ်ကျွန်တော်များ Facebook Media တွေမှာ Telegram Channel တွေမှာတွားရောက်ပြီးတော့ကြည့်လို့ရတယ်အဲ့ဒါတခြားမဟုတ်ဘူးဒီစကိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့တပ်မ33က စစ်ကောင်စီတပ်သားတွေကိုပြည်သူ့ကဝေးတပ်ဖွဲ့တွေကချိန်မုံနေတဲ့ရုပ်တံဗီဒီယိုဖိုင်တွေပေါ်ထွက်ပေါ်လာပါတယ်အဲ့ဒီဗီဒီယိုဖိုင်ထဲမှာဒေါ်လိုင်းတပ်ဖွဲ့ဝင်တွေကမင်းတို့လက်နဲ့ခြားကြလို့ဆိုပြီးတော့အကြိမ်ကြိမ်អော်ပြီးတော့ပြောကြပြီးမဲ့ဒါကိုကျွန်တော်တို့ပြန်လဲခုခံမှုစ조사ခဲ့တဲ့အဲ့ဒီစစ်ခွေးတက်ကတပ်မ33ကစစ်ကောင်စီတပ်သားနှုတ်ဝဲနေကုန်းကတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်လုံရင်းလေးပဲပြောပြမယ်ဗီဒီယိုဖိုင်ထဲမှာအဖေါ်ကနေကောင်းကင်ဒရုန်းနဲ့ရိုက်နေတယ်အဲ့ဒီအချိန်မှာ ဒီဒေါ်လာကြီးတက်ဖို့မနေအကုန်လုံးអော်ជីခြင်းနဲ့អော်ပြီးတော့ပြောနေကြတယ်ဟိအောင်လေးမင်းတို့လက်နဲ့ခြားကြအလံဖြူဖြောင်းလားလက်နဲ့ခြားကြလို့ပြောနေတယ်ဂျားရဲရနေအဲ့ဒီစစ်ခွေးတက်ကတမ်းမ33ကစစ်ခွေးနှစ်កောင်တည်းပဲရှိတော့တာကိုဘလောက်ဒီစောက်ကြောတင်းလဲဆိုရင်ခါ့ကိုကုံခွင်းနေပြီးတော့တနန်းနေပြန်ပြီးတော့ပြစ်ဖို့ကြိုးစားနေတယ်အဲ့ဒီကြိုးစားနေရဲ့အချိန်မှာတော့မှပဲဒေါ်လာကြီးတက်ဖို့မနေអော်ပြီးတော့ပြောနေတယ်ဟိအောင်လေးမသေးချင်းလက်နဲ့ခြားကြလက်နဲ့ခြားကြအလံဖြူဖြောင်းကြလို့ပြောနေတယ်ဂျားရဲရနေဘာလို့တည်းမှတ်လို့လဲနနတ်သီးနဲ့ အသေးနဲ့ပါကောက်ပြီးတော့ဒေါ်လာရေးတက်ဖို့ကိုလှမ်းပြီးတော့ပြစ်တယ်နော်ခွေးမသားတွေသေခြင်းနဲ့ကံပါလာတော့နှစ်ကောင်နဲ့တော့အမအသေးနဲ့လည်းလှမ်းပြီးတော့ပြစ်လဲပြစ်ကိုဘယ်ရမလဲဒေါ်လာရေးတက်ဖို့ဝင်တွေကဖျောင်းနေပြစ်တာပြစ်ဒီကောင်ငါတို့အသေးနဲ့ပြစ်နေဆိုပြီးတော့ဝမ်းပြီးတော့စော်ပလော်သေးတာနှစ်ကောင်လုံးနေရာမာနေကားကနေပဲဒီကောင်ကတော့ဘေးနားကကိုင်းလို့ရတာစပါရိုလမ်းပြူဒဗလဲကိုဂျွန်းနေပြန်ပြီးတော့ကြာသွားတယ်ဆိုတော့ကအဲ့ဒီဗီဒီယိုဖိုင်လေးဆိုရင်တော့ဟိုဘက်ရက်ကခွေးမာသားအယိုးကြီးကန့်နေရတဲ့လော်ဘီကောင်တွေကတော့ဖော်ပြခြင်းတော့မရှိပါဘူးငါတို့က ဗီဒီယိုဖိုင်တက်တည်ရေကပြောတာနော်ဖိပိညီဖို့မကြိုးစားနဲ့ဘေးနားမှာဓာတ်ပုံလောက်ကိုပဲဇွန်းစားချပေးတော့ပါတယ်ဒါတော့ဒေါ်လာရင်းတက်ဖို့ဝင်နေလက်နဲ့ချကြဆိုပြီးတော့အချင်းချင်းပြောပြီးမဲ့ပြန်လဲခုခံဖို့ကြိုးစားတဲ့အပြုံမှပဲအသင်းနဲ့ပါကောက်ပြီးတော့ပြစ်တဲ့တက်မ33ကအရန်ကိုကျမ်းပါတယ်ဆိုတော့စစ်ခွေးတက်ကတက်မ33ကစစ်ခွေးလက်ကောင်ရဲ့ညီကောင်ကတော့လက်ကွင်းထဲမှာပဲကားနဲ့ဖြီးပြီးတော့ငရဲပြီကိုစောက်ထိုးဆင်းသွားတယ်ဆိုတော့ပြောရတာတော့အားပါရရပါပဲကဲတော့ဒါကတော့ပထမဦးဆုံး စကိုင်းတိုင်းဘက်ကတရင်ကောင်းသုံးဖို့ပါပဲကဲတော့နောက်မှာနောက်ထပ်ကျွန်တော်တို့ ARV တိုင်းဘက်ကတိုက်ပွဲသတင်းတွေဘက်ကိုလည်းလှည့်လိုက်အောင်ပါမှာအဲ့တော့ကြံခဲ့တဲ့လမ်းပေါ်မဲလုံးကစပြီးတော့ ARV တိုင်းဘက်မှာအကြမ်းဖက်စစ်ခုတက်နဲ့စခိုင်းတို့အေးနဲ့မဟာမိတ် PDF တို့ကြားမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့မင်းညာတက်လာတာဆိုရင်လေတာပေါင်းနဲ့လေးမျက်နှာမျိုးနဲ့တိုက်ပွဲတွေမှာစစ်ကောင်မရှင်တက်ဖို့ဝင်နေတေဆုံးမှုတွေများပြားပြီးတော့ဒဏ်ရာရရှိသူတွေများပြားနေတာကြောင့် အဲ့ဒီဒံရရတဲ့အရာရှိတချို့ကိုတိတ်စိတ်ကိုရန်ကုန်ကိုပို့ဆောင်နေရလို့သိရပါတယ်အပြည့်စုံအချင်းချင်းကတော့တာပေါင်းမြို့နယ်တွင်းကတာပေါင်းလေးသဲဖြူနေလေးမျက်နှာမြို့နယ်ကဆက်ဆက်ယုံသဲနုကုံချင်းကုံစားတဲ့နေရာတွေမှာနှိမ့်စင်တိုက်ပွဲတွေဖြစ်ပွားနေကတိုက်ပွဲ၌ပြည်သူစစ်တပ်သားများကိုအ धिक ထိုးကျွေးပြီးတော့အုံပြုနေတဲ့အတွက်ကြောင့်အကြာဆုံးမှုနဲ့ဒံရရရှိမှုမှာလည်းအလုံးကိုများပြားနေကြအောင်စစ်ရေးတရင်မြစ်တွေကတော့ပြောပြထားပါတယ် တာဘုံနဲ့လင်းမြင့်တာမြို့နယ်ဘက်မှာအကြမ်းဖက်စစ်ကောင်စီနဲ့အာရခရက်တို့အေတို့ပူပေါင်း PDF တို့တိုက်ပွဲတွေဖြစ်ပွားနေတာနေ့တိုင်းမှာပဲတဲ့ဒဏ်ရာရတဲ့တပ်သားတွေကလည်းအလုံးများပြားနေတော့နတ်တခါမှရှိတဲ့စစ်စေးယုံမဆရာလေးမှာ ပြည်နေပြီးတော့အများစုက အတူပြက်တွေများပါတယ်အဲ့လိုအတူပြက်တွေနေ့တိုင်းတိုးလာတော့နေရာထိုင်ခင်းကလည်းအခဲခဲစေးဝါးသွေးဆေးအဝတ်သူနာပြုမလောင်မငှတွေဖြစ်နေတော့အခုနောက်ပိုင်း ဘူကြီးဘုံမူအဲ့လိုအကောင်ကြီးတွေအရေးပေါ်အခြေအနေဆိုရင်ရန်ကုန်မှာရှိတဲ့မင်္ဂလာတောင်စစ်စင်းရင်ကိုနှစ်ရက်ကိုတစ်ကြိမ်ကိုပို့ဆောင်နေရတာတွေရှိပါတယ်ဆိုပြီးတော့ဒါကတော့လေးဝက်တွေအဖက်ကပေါ်ပြလာတဲ့အရာဝီတိုင်းဘက်ကသတင်းကောင်းတပုတ်ပါပဲတိုက်ပွဲဖြစ်နေတာနှစ်ဖက်အကြဆုံးတော့ရှိတယ်ကျွန်တော်တို့ဘက်ကလည်းအကြဆုံးနေရှိနေဒါမှလည်းအကြံဘက်စစ်ကောင်စီဘက်ကစစ်မှုရန်ကျွန်တော်တို့လက်ဖို့တိုက်ပြီးတော့အခုနောက်ပိုင်းတင်လန်း၃ဘက်ပဲပြီးပြီးတော့စစ်မှုရန်တပ်သားတွေကိုအရာဝီတိုင်းမှာမွေးရေးစီတွေကျွေးပြီးတော့ အသေးခံကိုထိုးကျွင်းနေတဲ့အတွက်ကြောင့်ကြားတဲ့အတိုင်းပဲဆိုတော့ကဲကဲတော့နောက်ထပ်သတင်းပို့ဆိုရင်မနေ့ကမနေ့အစောပိုင်းကျွန်တော်တို့ဖော်ပြခဲ့တဲ့ DGB ကဗိုလ်တခွားသီးပိုင်နဲ့ကြားဖြတ်ရုံကို KNLA ပူပေါင်းတပ်ဖွဲ့ဝင်တွေဝင်ရောက်စော်ပလော်တီးရမှာအဲ့ဒီမှာရှိတဲ့ဗိုလ်တခွားသီးနဲ့အဖွဲ့ရတော့တနက်ပြစ်ဖို့ပြီးတော့သူတို့အဖွဲ့တွေရှိတဲ့မြောက်ဝတီဘက်ကိုထွက်ပြေးတင်းရှောင်သွားခဲ့တယ်ဒါပေမဲ့လည်းကြံရှိနေတဲ့ DGB တပ်ဖွဲ့ဝင်တချို့ကတော့ KNLA ဘက်ကဖမ်းဆီးထိန်းသိမ်းထားပြီးတော့လက်နဲ့အလက်ပေါင်းကလည်း186လက်ထိ ရရှိခဲ့တယ်လို့ကျွန်တော်တို့ဖော်ပြခဲ့တယ်အဲ့လိုမျိုးတနက်ပြဖို့ခဲ့တဲ့ဘိုးတခွားသီးကိုအခု DGB ကဝရမ်းပြဖြစ်ကြီးညာလိုက်တယ်လို့သိရပါတယ်သူတို့အချင်းချင်းနေကြားကောင်းလို့ဟိုက KNL ကလည်းတကယ့်ကိုကြားဖြန့်ကိစ္စတွေဒီကောင်ကြီးညီးမရတော့ပေါ်ပေါ်ထင်ကိုလုံနေပြီးတော့ဘိုးတခွားသီးကိုတိုင်းလုံချိုကြီးတွေနဲ့တရုတ်ကောင်တွေနဲ့သူ့ရဲ့ကြားဖြန့်ချုံကို KNL ကဝင်ရောက်စီးနေလဲစီးနေရောတနက်ပါပြဖို့ပြီးတော့တခါတည်းမြောက်ပြည်ဘက်ကိုဖွေးပြီးပြီးထွက်ပြေးတင်းရှောင်သွားတာကိုမင်းကညနေပိုင်းကတော့ဒီဂီဘီကတော့ အမှန်905တည်ရင်မှာဒုတည်ရင်မှုဖြစ်တာဝေထမ်းဆောင်နေတဲ့နော်ဒုတည်ရင်မှုအစရှိရနော်အဲ့ဒီသခွားသီလငရုပ်သီလမသိဘူးဒုတည်ရင်မှုဖြစ်တာဝေထမ်းဆောင်နေတဲ့ပြန်နှံဝင်ကိုပိုင်မှတ်မယ်တယ်နော်ကိုပိုင်မှတ်တွေရှိသေးတယ်ကာကြီးမြင်းဆောင်38 36ဘုံမူစောကြောကုန်မေခသခွားသီကိုစီစီကံများဖောက်ဖက်မှုဖြစ်ဖမ်းဆီးဝရန်ထုတ်ပြန်လိုက်တယ်လို့ပေါ်ပြထားပါတယ်ဒါလည်းကြားဖြန့်ကိစ္စရင်းနဲ့ပတ်သက်နေလို့ပေါ်တင်ကိုလက်ဘူးလက်ချက်မိနေလို့ညီမရတော့လို့ဒီဂီဘီက အကြောင်းပြကျွန်တော်တို့ဟန်ပြတာဒါဖန်စီဝရန်ထုတ်လိုက်တဲ့ကိစ္စပါလေကဲတော့တစ်ဆက်တည်းမှာပဲအဲ့ဒီ DGB ကိစ္စနဲ့ပတ်သက်ပြီးတော့အယူချီပန်ပေါ့လို့ပဲသားတွေဗယံမာတာတွေခဏခဏဆိုရှယ်မီဒီယာမှာတက်တက်ပြီးတော့ပြောတဲ့ဗာလဲအမေရိကန်ဟိုတော့မှပဲဖန်းကျင်တော့တောင်ယာတွေကငရုတ်သီးပဲရှိတယ်ဆိုတော့စောစောင်းဟိုကလည်းမင်းညာဘလို့တွေဗယံမာတာတွေတက်ပြီးတော့ပြောတယ်ဆိုရင်မြောက်ရီမြို့နယ်တဲ့ကြောက်ခက်ဒေသမှာရှိတဲ့ကြားဖြန့်လုပ်ငန်းများကိုစစ်တပ်ကအယောင်ပြရှင်းလင်းပြီးဖြီး၍ ဒီ GB ကတော့တရုတ်နိုင်ငံသားများကိုတဲဆောင်ခြင်းမပြုအံအမိန်ထုတ်လိုက်ပြီးတော့ကြမ်းဖြတ်လုပ်ငန်းများဖျားသုံးသူမျိုးဘက်ကိုရွှေ့ပြောင်းနေတယ်လို့သိရပါတယ်ကျွန်တော်တို့ပြောလို့မှမဆုံးသေးဘူးဖျားသုံးသူနဲ့ကြောက်ခက်ကတော့တိတ်ပြီးတော့နံပါတ်တွေမထွက်နေကြအောင်ဟိုမှာကြမ်းဖြတ်အဆောင်အသင့်တွေဆောက်လုပ်ပြီးတော့မြောက်ပြည်တို့တွေရွှေကိုကိုကေကေဘက်ကလူတွေဟာကြောက်ခက်နဲ့ဖျားသုံးသူဘက်ကိုအကုန်လုံးရွှေ့ပြောင်းနေပါတယ်ဆိုပြီးတော့ကဲတော့မနည်းရတော့ဒါ DGB ကအယုံပြထပ်မှန်ပြီးတော့ထုတ်ပြန်ထားတာတော့ ကျောက်ခွက်ဒေသမှာရှိတဲ့ကြားဖြန့်လုပ်ငန်းများကိုစစ်ကူတက်ကရှင်းလင်းပြီးဖြစ်တဲ့အတွက်ကြောင့်ဒီဂီဘီကတော့တရုတ်နိုင်ငံသားများကိုတဲဆောင်ခြင်းမပြုဟန်အမိန်ထုတ်လိုက်တယ်ဆိုတော့ကခွေးမာသားတွေအဲ့ဒီတရုတ်နိုင်ငံသားတွေကိုတဲဆောင်လာတယ်မင်းတို့အမျိုးရုပ် BGN နဲ့ဒီဂီဘီကအကောင်နေဆိုတော့ကဘာကူမှတကူတကာကြီးကိုစာရီပါရီထုတ်ပြန်နေပြီးတော့တရုတ်နိုင်ငံသားတွေတဲဆောင်ခြင်းမပြုဟန်အမိန်ထုတ်လိုက်ပါတယ်ဆိုတော့ကကျွန်တော်ပြောရင်လည်းအဲ့ဒီကောင်တွေကစိတ်နဲ့ရရရှိမှမဟုတ်တော့ကျွန်တော်တို့တွေကအရန်ကိုယူသားပါတယ်ကြားဖြန့်ဆိုတာမသိပါဘူး ဖမ်းကြည့်ရင်တော့တောင်ရတွေကငရုတ်သီးပဲရှိပါတယ်တရုတ်လူမျိုးတွေဘယ်သူမှတဲဆောင်ကမပြုတ်ပါဘူးငါတို့ပဲတဲမယ်ဆိုတော့ကျွန်တော်တို့တရင်မှာပဲဆက်ပြောရင်လည်းလေကျော်တွေရှိတော့မယ်ကဲတော့နောက်ဆုံးပိတ်အနေနဲ့တီအန်လေးနဲ့မိုးကုတ်ကိစ္စကိုပဲကျွန်တော်တို့ပြောလိုက်အောင်ပါမင်းညားတွေကကျွန်တော်ပြောမလို့ဗီဒီယိုဖန်တွေတော်တော်လေးရှိသွားမှာစီလို့ပါအဲ့တော့မင်းညားထီအောင်ဘယ်သူတူတယောက်ကမှဘယ်သက်ဆိုင်ရာအဖွဲ့အစည်းမှအရာရှိပိုင်းတွေအပေါ်ကြီးပိုင်းလူကြီးမင်းတွေထွက်ပြီးတော့မရှင်းပုံထောက်ရင်တော့အဲ့ဒီကိစ္စတွေဟာ 69%တော့တေချာနေပြီးတော့တိရတိုင်းလုံးပဲမတေချာဘူးဆိုတော့ကအခုကျွန်တော်တို့ရက်ကလည်း25ရက်ဖြစ်သွားပြီဆိုတော့လာကွန်ဘောလည်းတိတ်တော့မလို့တော့အဲ့တော့သတင်းတွေကတော့ပြန့်နေတဲ့အတိုင်းပဲဘသူမှလည်းထွက်ပြီးတော့မရှင်းတော့အခုတရားလေရတက်တီဖြန့်နေလို့ကျွန်တော်တို့အကြံပြင်ကြားသိရတယ်တက်တီဘာကြောင့်ဖြန့်လာလဲဆိုရင်တကယ်လို့စစ်ကိုတက်ကိုသူတို့ခေါ်ဆောင်လာတဲ့အချိန်မှာမဟာမိတ်ပီဒီရဲ့ပူပေါင်းတက်ဖို့တွေကတကယ်လို့ဝင်ရောက်တိုက်ခိုက်ခဲ့ရင်သူတို့ကပါစစ်ခွေးနဲ့ပူပေါင်းပြီးတော့တော်လိုင်းတက်ဖို့ဝင်နေ ਉ ပြန်လဲကျွန်တော်တို့တိုက်ခိုက်မယ်သဘောပါပဲမဟာမိတ်တွေပေါ်မှာတစ္ဆာမရှိမင်းနဲ့တစ္ဆာဖောက်ပြီးတော့ဒီရန်တွေကတော့နေဦးတွန်လိုင်းမှာတမိုင်းအမဲဆက်ကတော့ကြံရစ်တော့မယ်ဆိုတော့ကဘလောက်ထိချင်းနေဆိုလဲဆိုရင်မင်းကတော်လိုင်းရဲဘော်တွေကဘလောက်ထိပြောလာလဲဆိုရင်တရားလီဘက်ကသူတို့တွေတက်ဖြန်ထားတာကြာပြီတဲ့ကျွန်တော်တို့ရှိတဲ့အထိုင်တွေကိုသူတို့ဘက်ကဖြန်ထားတယ်အချင်းချင်းအဲ့လိုပြန်ထင်းတဲ့အဓိပ္ပာယ်မျိုးလို့တော့ကျွန်တော်တို့ကတော့ခံမှန်းမိတယ်တချို့လက်နေကြီးတွေဘာတွေဆိုရင်တော်လိုင်းတက်ဖို့မနေတက်တယ်အထိုင်ချတာတဲ့ဘက်ကို လှည့်တာဓာမျိုးတွေဘာတွေတော့တွေ့ရတယ်လေကဲချီုံမိုးကုံမျိုးရဲ့ဒါအရှိပဲချမ်းပြူးနေထွက်တဲ့လမ်းလို့အဲ့ဒီဘက်လမ်းကျော်တကျော်လုံးကိုတရားလေးကအပြည့်ကိုတောင်းဝင်ယူထားတယ်နောက်တစ်ချက်ကကျွန်တော်တို့အဲ့ဒီဘက်အရှိပဲချမ်းကိုဘယ်တန်ရင်တက်ဖို့ကိုမှတရားလေးကလုံးဝကိုမလာခိုင်းဘူးတရားလေးအစကလေးကသူ့အစီအစဉ်နဲ့သူ့သူ့လုံးမယ်ပေါ့နော်အဲ့ဘလို့ညှိညှိရမယ်အနေထားရတော့မတွေ့ရပါဘူးပြီးတော့ဒီဘက်ကလည်းမာမိတ်ဆက်ဆံရင်ပြက်လို့မဖြစ်ဘူးဆိုတော့မူကိုကင်ထားရတာပေါ့လေအဲ့တော့တရားလေးကတော့ အဲ့လိုမျိုးတိတ်ပြီးတော့စဉ်းစားပုံတွေပါလိမရပါဘူးလေသူတို့ဘက်ကတော့တရုတ်ဖီးရားတွေဘလို့ရှိနေတယ်လို့မသိဘူးနောက်ပြီးတော့တရုတ်ကသူတို့ကိုဘလို့ချင်းနေမျိုးတိလုတ်ပိုင်ခွင့်တွေပေးထားလဲဆိုတာမသိရဘူးဘောနော်လေကဲတော့ဒါကတော့တော်လိုင်းတက်ဖို့ရင်ဒီကိုယ်တိုင်ပြုတ်တက်ထားတာပါမင်းကလည်းလူမှုကွန်ရက်စာမျက်နှာမှာပေါ်လို့နေကြအောင်သတင်းတွေကတက်နေတယ်အဲ့ဒီထက်က PBS စပရင်ပေါ်ပြချက်အရဆိုရင် အခုမိုးကုတ်မြို့တဲကိုအချမ်းဖက်စစ်ခွေးတက်ဖက်မှာအရက်ဝတ်တချို့စိတ်ဝင်နေပြီးတော့နိုဝင်ဘာလ29ရက်နေ့ အကြမ်းဖက်စစ်တပ်စပြီးတော့ဝင်မယ်ဆိုပြီးတော့ဒေသခံတချို့ကတော့ပြောပြထားပါတယ်ဒီကနေ့ဆိုရင်ဒါနိုဝင်ဘာလ25ရှိသွားပြီဆိုတော့ကနောက်ထပ်ကျွန်တော်တို့၄ရက်ပဲကြာမှာတော့တယ်အဲကြောင့်မို့လဲ KNDA တပ်တွေကိုအကုန်လုံးကိုဖြန်ထားပြီးတော့မဟာမိတ်တော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကိုတချို့လက်နေကြီးတော်မှာချိန်ထားရလို့သိရတယ်ဆိုတော့ကအဲ့လောက်ထီတော်မှာပဲမဟာမိတ်တပ်ဖွဲ့ဝင်တွေချင်းချင်းပေါ်မှာဘာကတိဘာတစ္ဆာမှမရှိဘဲနဲ့အစိုးရတွေကຫນွေဦးတော်လိုင်းရဲ့အာဏာရှင်ပြုတ်ကြဖို့ဆိုပြီးတော့အဲ့ဒီရီမန်းချက်တစ်ခုတည်းသွားရင် အခုလိုမျိုးတွေဖြစ်လာတဲ့အကြောင်းမရှိဘူးအဲ့တော့တရားနေဘက်ကအဲ့လိုလှုပ်လာပြီးဆိုမှတော့လေကျွန်တော်တို့ဘက်ကပြောစရာရှိတယ်လေပြောတာပေါ့ဟိုတုန်းက1027ကာလတွေကကျွန်တော်တို့ပြောကြည့်ပေးမယ်လေအော်ကိုပေါင်ကိုလန်ထောင်းပါစီလို့စီရလည်းအตาစီရနေဆိုတော့ထားပါလေဆိုပြီးတော့ဘိုးချုပ်တာဖုံးကျော်ကအဲ့ဒီမိုးကုတ်မြို့ကိုစပြီးတော့ရတဲ့ချိန်မှာဗာပြောတယ်မှတ်လို့လေဘုံရန်သူကိုအရင်တက်ကြတာပေါ့လေနောက်မှပဲနိုင်ငံရေးစကားတွေပြောကြမယ်ဆိုပြီးတော့ ပြောချင်တာကတော့ကျွန်တော်တို့မြန်မာတွေညံ့ချက်ပါပဲဒါကမင်းကလူမှုကွန်ရက်စာမျက်နှာမှာအကူတယောက်တင်ထားတာကိုတွေ့ရတာပါအဲ့တော့သူတို့ဘက်ကအထင်ကတော့အာဒီ PDF တွေကထားပါငါတို့လုတ်ချင်တိုင်းလုတ်လို့ရပါတယ်ဆိုတော့စောက်ပြီးမဆိုင်ဘူးဆိုတော့ပုံစံမျိုးတွေပဲဥမာဟိုဘက်ရက်ကကစကားနေပြောရမယ်ဆိုလူသုံးပုံစံမျိုးတွေပေါ့အဲ့တော့တရုတ်ကဖီးယားဆိုတာကတော့အထိုက်လျောက်တော့ရှင်းရှင်းနေပြီဒါမှလည်းခဏခဏတရုတ်ကဖီးယားတရုတ်ကဖီးယားဆိုပြီးတော့ခမရတို့တရန်လေးဘက်ကထုတ်ပြီးတော့ပြောနေတယ်အဓိကတရုတ်ကဖီးယားဆိုတာလည်း အပေးယူလို့ပြောရင်ပို့ပြီးတော့ကျွန်တော်မှန်ပါလိမ့်မယ်အဲ့တော့ကျွန်တော်ဆက်ပြောရင်ဗီဒီယိုဘာနေရှင်းတော့မယ်ကျွန်တော်လည်းတော်တော်လေးကိုနာကြီးခံပြင်းစရာကောင်းပါလေကျွန်တော်တို့ဗိုလ်မိုက်ခဲတဲ့အဖွဲ့ဆိုရင်အခုချိန်ဒီတော်လိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေမိုးကုံမျိုးခြေတက်ကြဆူဆိုပြီးတော့သူ့ရဲ့လူမှုကွန်ရက်ဆံမျက်နှာတွေပြောနေတော့မှာပဲခင်ဗျာအခုပဲကြည့်လေအခုကျွန်တော်ဖတ်ပြန်ရတဲ့အချိန်မှာပဲမနေ့စောပိုင်း၄နိုင်ကျော်ဝင်းချင်းမှာပဲမြန်မာလုံးကအတိအကျကိုဖော်ပြလာတယ်မရရမျိုးတစ်ခုလုံးကိုတော့စစ်တပ်ဘက်ကပြန်လဲထိန်းချုပ်လိုက်ပြီးတော့စင်ကူးဘက်မှာလည်း စင်ကူးအနီးမှာလည်းဒေသခံတော်ဝဲဝင်းကြီးကျော်ဟာစစ်ဘေးတွေရှောင်နေရတယ်ဆိုတော့ကဒါကျွန်တော်တို့တင်ရလေရဲ့အပြစ်ခံရစဲခြင်းရဲ့နောက်ဆက်တွဲကျွန်တော်စိုးကျိုးတွေပါပဲအဲ့တော့စစ်ခွရကတော့တင်ရလေနဲ့အပြစ်ခံရစဲပြီးတဲ့နောက်မှာအဲ့ဒီကစစ်အင်အားတွေဟာမဟာမိတ်ပြည်ရဲ့တော်လိုင်းတပ်ပေါင်းစုတွေတပ်ဖွဲ့ဝင်တွေထိန်းချုပ်လာတဲ့နေရာတွေကိုတမီရကကိုဂျောင်ပိတ်ပြီးတော့အခုဒီအပိုင်းမှာလေချောင်းတွေကိုမြေပြင်ရပါစီးအသာစီးနဲ့ထိုးစစ်စီးနေတွဲကြောင်း ဒေသခံအခြေသားပြည်သူတွေကလည်းနေကြမရှိအောင်အကုန်လုံးဆင်းပြေးရှောင်ပြီးတော့ထွက်ပြေးနေရတယ်။ကြည့်အခုပဲမယ်ဒီယာမြို့တစ်ခုလုံးကိုလည်းပြန်လဲထိန်းချုပ်လိုက်ပြီဆိုတော့အာဒီပြုံမှပဲဒလောက်ဒီတစ်ဖက်မှာစင်ကူးနဲ့မယ်ဒီယာဘက်မှာတိုက်ပွဲတွေပြင်းထန်နေကြားကနေ MD1 PDR တို့မိုးကုတ်ပြွာတို့တခြားအညာဒေသမှာရှိတဲ့ဘုံမိုက်ခဲတို့အဖွဲ့တွေအကုန်လုံးတပ်ပေါင်းစုတွေကမိုးကုတ်မြို့တို့မရရအောင်ကာကွယ်ပြီးတော့ စစ်ခွေးတပ်ကိုပြန်လည်တိုက်ထုတ်ပါမယ်ဆိုတာကိုဒါအောင်ကျွန်တော်တို့မဟာမိတ်တပ်ဖွဲ့ဝင်ချင်းချင်းထံမှာဂရေတစ္ဆာမရှိပဲတစ္ဆာဖောက်ပြီးတော့စစ်ခွေးတပ်ကိုပါပြန်လည်ခေါ်ဆောင်လာမယ်ဆိုတော့ NUG PDF တွေကိုကောင်းကောင်းကိုခြံနေပြီးတော့အခုလိုမျိုး PDF တွေရဲ့မြင်မာနေတဲ့ခံယူချက်တွေစိတ်ဓာတ်တွေကိုတရားလေရတော့ကောင်းကောင်းကြီးကိုရိုက်ချိုးလိုက်တာပါပဲကျွန်တော်ပြောတာလုံလာတစ်ခုမှမရှိဘူးเนาะကျွန်တော်တို့ပြောချင်တာညိုသိထားခဲ့တာတော်တော်လေးကိုကြာပြီးအခုဒါတရားလေရဲ့အဖြစ်ခက်ရိုက်ဆက်လိုက်တဲ့စိုးရိုးတွေဟာ ဂေကုပဲကြီးမရယာမျိုးတစ်ခုလုံးကိုစစ်ကွေးတက်ကထိ ंछ ုပ်ပလိုက်ပြီးနောက်ဆိုရင်ကျွန်တော်တို့ကိုလုံးကတောင်ခန်းဆားခဲ့တဲ့တောက်လျှောက်ကျွန်တော်တို့ရှမ်းမြောက်မှာမိုးဆယ်ထိအကုန်လုံးကိုစစ်ကွေးတက်ကတော့အပြည့်အဝထိ ंछ ုပ်နိုင်ပြီးသွားရင်တော့အခုလည်းညီနောင်မဟာမိတ်၃ဘွဲ့ထိ ंछ ုပ်လာတဲ့မိုးဆယ်တရားငါမိုင်ဇုံလည်းပြန်လဲရရှိဖို့ဆိုပြီးတော့မိုးဆယ်မှာဒီရက်ပိုင်းမှာစစ်ကွေးညာတွေကျိတ်ပြီးတော့ဖြစ်နေလို့ကျွန်တော်ကိုယ်တိုင်ဖတ်ပြခဲ့တယ်တော့တစ်ဖက်မှာ MMDO ကြီးအောင်မလားစတင်ပြီးတော့ဒီနိုဝင်ဘာလလမ်းမကုန်ကြီးထိအောင်လာရှုမြန်လာတဝဲမှာရှိတဲ့ အဲ့ဒီရွာတွေကနေ MMD တက်ဖို့ဝင်နေတာစတင်ပြီးတော့စုတ်ခွာပေးနေဆိုပြီးတော့တရင်နေရာတွေထွက်လာနေတယ်အဲ့တော့စစ်ကွေးတက်ကသူတို့ရဲ့ဗလန်ရှမ်းမြောက်မှာအကုန်လုံးသူတို့ဒါတရုတ်ကအာကိုနဲ့အကုန်လုံးကိုပြန်လည်ပြီးတော့စုတ်ခမ်းမယ်အပြစ်ခတ်တွေရပ်ဆဲမယ်ကြမ်းရှိနေတဲ့ PDF တွေထိန်းချုပ်ရတဲ့နေရာတွေကိုစီးရအသာစီးနဲ့ဖိမယ်ရှမ်းမြောက်တခွင်ပြီးသွားရင်ဒီကောင်လေးဒါမဟာမိတ် PDF တက်ဖို့ဝင်နေအခုဒီရက်ပိုင်းမှာစီးရအသာစီးတွေရနေတဲ့စကိုင်းတိုင်းမကွေးဘက်တွေကိုအဲ့ဒီကအင်အားတွေအကုန်လုံးကဒီဘက်ကိုထိုးစစ်ဆင်လာမယ်ဆိုတော့ပါ ကျွန်တော်တို့ပြောရတာလဲအရန်ကိုရှင်မောပါတယ်နာကြီးစရာခံပြင်းစရာရင်းနဲ့ပြင်းနေရဆိုတော့တချို့သူတွေကတော့ဒေါ်လာရင်းမှာထဲထဲဝင်ပါဝင်ပတ်သက်နေတဲ့သူတွေ NUG နဲ့ပတ်သက်ဆက်နွယ်နေတဲ့သူတွေကတော့တိတ်ပြီးတော့တရားလေးအကြောင်းတွေကိုသိပြီမဲ့လဲထုတ်ပြီးတော့ပြောမှာပေါ့ကျွန်တော်တို့ကတော့ဘယ်ကောင်းရဲ့လာစားဘယ်ကောင်းရဲ့ပေးစားကန်းစားမှာယူမထားတဲ့အရက်သားပြည်သူတယောက်အနေနဲ့ကတော့ပြောစရာရှိတာတော့ပြောရမှာပါပဲအဲ့တော့ဒီကနေ့မနေ့ကတော့ သတင်းတွေတီးတံပဲဦးစားပေးလာပြီးတော့ဖတ်ပြတဲ့အတွက်ကြောင့်လေကျော်လေးတွေရှီသွားတဲ့အတွက်လည်းတန်းကြီးခံပြီးတော့ကြည်ပေးပါအောင်လို့ပြောနေနေ့လေကြာမှာပဲနောက်ထပ်နေ့လေပိုင်းနောက်ဆုံးသိရတဲ့သတင်းတွေ reaction ရုပ်တံဗီဒီယိုဖိုင်လေးနဲ့ပြန်လာခဲ့ပါအောင်မယ်တော့ကျွန်တော်အခုချိန်ထိဘယ်ချိန်တွေပဲတင်တင်ဘလို့အကြောင်းအရာတွေပဲပြောပြောတော်လိုင်းစတွေကပုံမှန်ဝင်ရောက်ကြည့်ရှုနားထောင်ပြီးတဲ့အမေသားသမီးမောင်နှမတွေကျွန်တော်ညီကိုတွေရောစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ